ားလုံးပဲမင်္ဂလာပါဒါကတော့ဒါနှစ်ကွင်းကျော်ပုံစံလေးနဲ့ယူဆထားတဲ့ဒါ 3D ဖြစ်နိုင်ခြေပေါ့ဖြစ်နိုင်ခြေလေးတွေဒါနှစ်ကွင်းကျော်ရယ်သုံးကွင်းကျော်ရယ်ဒီတစ်ချိန်မှာဒါယူဆထားတဲ့လက်ကြံလေးတွေဒါပြပေးလိုက်မယ်ပေါ့ဖြစ်နိုင်မယ့်ထင်တယ်လေးတွေကိုဒါကိုကြိုက်တယ်လေးတွေရွေးချယ်ပြီးတော့သုံးပါအခုပထမဆုံးတော့သူကတခါတည်းနဲ့တပြိုင်တည်းပြလို့ရှိရင်အလုံးလိုင်းနေရှုပ်ပြီးတော့မှနားမလဲအကုန်ရှုပ်ချက်ခတ်တော့မှဆိုလို့ ဒါပထမဆုံးအလဲဖြစ်နိုင်ခြင်းနှလုံးကိုဒါအရင်ယူဆပြမယ်ပေါ့ပြီးတဲ့အခါမှာသူ့ကိုပေါင်းပေါင်းပြီးတော့မှကဏ္ဍအနေနဲ့ထည့်သွားမယ်ဆိုတော့ဒီသုံးလုံးပေါင်းခြင်းလေးအဲ့ဒီသုံးလုံးပေါင်းခြင်းလေးဟာဒီလိုသုံးလုံးပေါင်းလေးလို့ဖြစ်တယ်ဆိုရက်ကသူကခုံအလဲပေါ့အဲ့ဒီလိုပဲသူ့ကိုနှစ်ကွင်းကြောင်ပါလဲဒီသုံးလုံးပေါင်းခြင်း၃ညာ ီလိုသုံးလုံးသုံးညလိုပဲပုံစံတူလေးဖြစ်တယ်ဆိုတော့ရှစ်အလဲဒီပုံစံလေးအတိုင်းအတိုင်းဆက်ဖြစ်ခဲ့ရင်အလဲတစ်လုံးကိုယူဆလို့ရတယ်ပေါ့ဆိုတော့ကဒီသုံးလုံးကောင်းခြင်းအသုံးဒါကြောင့်မို့လို့အပေါ်နှစ်ကြိမ်အတိုင်းပဲဒီလို သုံးလို့ဆက်ဖြစ်အောင်မဆိုရင်သူ့ကိုဒါသုံးအလဲတစ်လုံးကိုထည့်ပေးလို့ရတယ်ဆိုတော့ဒါသုံးအလဲတစ်လုံးကိုဒီလိုလေးယူဆကြည့်တယ်ပြီးတဲ့အခါနောက်ထပ်တစ်လုံး ဒီနှလုံးပေါင်းလေးအဲ့ဒီနှလုံးပေါင်းလေးဟာဒီလို၃လုံးလေးဆိုတော့ကသူကလည်းခွန်လဲပဲယူဆလို့ထွက်တယ်ပေါ့ပြီးတဲ့အခါသူကနှစ်ခွင်ကျော်မှလည်းဒီနှလုံးပေါင်းခြင်း၃ဟာလည်းဒီလို၃လုံး၃ဆိုတော့ကရ၈လေဒီပုံစံလေးအတိုင်းပဲသူ ဆက်ဖြစ်အောင်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းငါဟာဒီလို၃လုံး၅လို့ဆက်ဖြစ်အောင်မယ်ပေါ့ဖြစ်ခဲ့ရင် तू ဟာငါတလုံးကိုထက်နေရှိငါဆိုရက်က၃လုံး၅အဲ့တော့ငါအလဲ၃လဲတလုံးနဲ့ငါအလဲတလုံးကိုနောက်ပိုင်းယူဆမှုတွေမှာပေါက်ထက်ပြီးတော့မှယူဆသွားမယ်ပေါ့ဒီလိုလေးစဉ်းစားထားတယ်ပြီးတဲ့အခါမှာဒါထိတ်တလုံးနဲ့ အလဲတလုံးဒါအတွဲလိုက်ဖြစ်နိုင်ကြလေတခုကိုလဲဒါယူဆလို့ရသေးတယ်ပေါ့ဆိုတော့ကတူအခုဒါပထမဆုံးဒါအမြင်ထင်းလေး ਨੇ ဒီပုံစံလေးဒီခွန်အဲ့ဒီခွန်ဟာဒီလိုအလဲတိုင်းစောင်းပြန်ဆင်းတယ်အဲ့ဒီလိုပဲသူ့ကနှစ်ခွင်ကျော်မှလဲဒီရှိဟာဒီလိုအလဲကိုဒီလိုစောင်းလေးပြန်ဆင်းတယ်နှစ်ကြိမ်ဖြစ်တာဆိုတော့၃ကြိမ်လဲတာ ခါတလေကြတော့ဒါ၃ဂျင်၄ဂျင်ဒါမျိုးတွေရှိလို့ तू ကလည်းအဲ့လိုဖြစ်မဲ့ဆိုရင် तू ကဖြစ်နိုင်ကြည်ရှိတာပဲပေါ့ဆိုတော့ခါဒါဒီလိုဇောင်းပြဆင်းမယ်ဆိုလို့ရှိရင်နှစ်တလုံးအဲ့ဒီလိုမှဇောင်းပြမဆင်းဘူးဆိုရင်ဆော့ဆော့တော့မှရှေ့မှာယူဆပြခဲ့တယ်ဒီ၃တို့၅တို့ဒါဖြစ်နိုင်ကြည်ရှိတယ်ပေါ့ဆိုတော့ဒီလိုဒီလိုယူဆလိုက်တယ်ပြီးတဲ့ခါထိတ်တလုံးထိတ်နဲ့ဒါထိတ်နဲ့အလဲအတွဲလိုက်ပေါ့ဒီပုံစံလေးနဲ့ဆင်းလာခဲ့တဲ့နှစ် နှစ်အလယ်နဲ့ဒီလိုအတွဲလိုက်လေးဖြစ်အောင် तू ကပုံပေါ်နေတာလေးရလဲရှိသေးတယ်ဆိုတော့အဲ့ဒါလေးကဒီလိုလေဒီသုံးလုံးပေါင်းချင်းခွန်အဲ့ဒီခွန်ဟာဒီလိုသုံးလုံးခွန်လို့ဖြစ်တယ်ဆိုရက်ကသုံးထိပ်ပြီးရက်ကဒီလိုသုံးလုံးခွန်လို့ပါထပ်ဖြစ်တယ်ဆိုရက်ကခွန်အလယ်အပေါ်အပေါ်ဆောင်ကခွန်ဟာအောက်ကိုဒီလိုဆင်းဆင်းထားတဲ့ခွန် ဒီလိုပုံစံလေးနဲ့လဲကွက်တီကြတယ်ဒီခွန်၃ချက်ရိုက်သွားတယ်၃ထိတ်နဲ့ခွန်အလဲဖြစ်တယ်လို့ယူရင်လဲကွက်တီကြတယ်ပေါ့အဲ့ဒီလိုပဲသူ့အောက်နှစ်ကွင်းကြောင်မှာလဲဒီပုံစံအတိုင်းပဲသူကကွက်တီဆက်ပြီးတော့ယူဆလို့ရတယ်ဒီ၃လုံးပေါင်းခြင်း၉အဲ့ဒီ၉ပါဒီလို၃လုံးပေါင်းခြင်း၉လို့ဖြစ်တယ်ဆိုတော့၆ထိတ်ဒီလို၃လုံးပေါင်းခြင်း၉လို့ပြန်ဖြစ်တဲ့၉လို့ဖြစ်တဲ့အချိန်မှာလဲသူက ရှစ်အလယ်ဆိုတော့ဒီရှစ်ဟာဒီလိုရှစ်ဆိုပြီးတော့ဒီလိုဆင်းလာတဲ့ရှစ်ကွက်တီပဲပေါ့ဆိုတော့ဒီကိုဟာလည်းဒီလိုတုံးချက်ရိုက်ပြီးတော့ဆိုတော့အပေါ်နှစ်ကြိမ်မှာဒီလိုပုံစံလေးတွေဒါသူ့သူ့အထားလေးနဲ့သူဒီလိုကွက်တီလေးကြားထားတယ်ပေါ့ဆိုတော့အဲ့ဒီအတိုင်းသူကလည်းအပေါ်နှစ်ကြိမ်မှာဖြစ်ခဲ့တဲ့အတိုင်းဒီသုံးလုံးပေါင်းခြင်းရှစ်ဟာရှစ်ဟာလည်းပဲဒီလိုသုံးလုံးပေါင်းခြင်းရှစ်လို့ဖြစ်ရင်သူကသုံးထိတ် တောင်းထိတ်တလုံးတောင်းထိတ်တလုံးဖြစ်မယ်ပြီးတဲ့အခါဒီလို၃လုံး၈လို့ပါဒါထပ်ဖြစ်မယ်ဆိုရင်နှစ်ထိတ်ဒီအပေါ်အပေါ်ကနှစ်ကဒီလိုဇောင်းလေးဆင်းလာတဲ့ပုံစံလေးနဲ့ဆိုရင် तू ကွက်တီကြနေတယ်ဆိုတော့ကသူကလည်းသုံးချက်ရိုက်အနေနဲ့ဖြစ်ပြီးတော့မှဒါသုံးထိတ်နှစ်အလဲဒီလို ဒီလိုဆက်ပြီးတော့မှ၃ချိန်ကိုက်ညီသွားနိုင်တယ်ပေါ့အဲ့လိုကိုက်ညီသွားမယ်ဆိုရင်တော့၃ထိပ်နှစ်ပိတ်တကယ်လို့ तू ကနှစ်ချက်ပဲနှစ်ချက်ပဲရိုက်မယ်ဆိုရင်ထိပ်တစ်လုံးကိုပဲ तू ပေးသွားပြီးတော့မှဒီလို၃လုံးပြန်ပြီးတော့မှအလဲကုန်မဖြစ်တော့ဘူးဒီနှစ်ဟာနှစ်လို့မဆင်းတော့ဘူးဆိုလို့ရှိရင်လည်းဒီမှာ၃တို့၅တို့ဖြစ်နိုင်ကြီးရှိတယ်ပေါ့ဒီပုံစံလေးနဲ့ဒါထိပ်တစ်လုံးနဲ့အလဲတစ်လုံးကိုဒါအတွဲလိုက်ဖြစ်နိုင်ကြီးလေးဒါထပ်ပြီးတော့ယူဆလိုက်တယ်ပေါ့ ပြီးတဲ့ခါမှာဒါအပိတ်ဖြစ်နေကြီးအပိတ်ဖြစ်နေကြီးတလုံးပေါ့ပြီးတဲ့ခါမှာ तू ကလည်းသုံးချက်ရိုက်ပုံစံလေးနဲ့ဒါအပိတ်နဲ့အလဲကိုဒီလိုအတွဲလိုက်ဖြစ်တဲ့ပုံစံမျိုးလေးနဲ့လည်း तू ကပေါင်းဆက်လို့ရတယ်တတိချာချာလေးကြည့်ပါအဲ့ဒီဟိုတစ်ကွက်ကတော့ဒါ main ပေါ့ကျန်တဲ့နှစ်ကွက်ကတော့အရန်သဘောမျိုးလေးထည့်ပြီးတော့အသုံးပြုမှာဆိုတော့ကသူကဒီလိုလေးယူဆထားတယ်ဒီသုံးလုံးပေါင်းခြင်း၄အဲ့ဒီသုံးလုံးပေါင်းခြင်း၄ဟာဒီလို သုံးလုံးပေါင်းရင်၄လို့ဖြစ်တယ်ဆိုရက်ခါတာခွန်အပိတ်တစ်လုံးရအောင်ခွန်ခွန်အပိတ်တစ်လုံးရတယ်ပြီးတဲ့ခါမှာဒီလိုသုံးလုံး၄လို့လဲပြန်ပြီးတော့ဖြစ်ထားသေးတယ်ဆိုရက်ခါဒီဒီပုံစံလေးရခွန်ထိတ်ခွန်အပိတ်နဲ့ဒါနောက်နှလုံးပေါင်းခြင်း၄ပုံစံမျိုးဖြစ်သွားတဲ့ကြောင့်မို့လို့ဒါခွန်အပိတ်နဲ့ခွန်အလဲဒီလိုမျိုးလေးပုံပေါ်တယ်ဆိုရက်ခါ ရှေ့မှာယူဆခဲ့တဲ့ဒီခွန်ခွန်ကခွန်၃ချက်ရိုက်ပြီးတော့မှ ပုံပေါ်ထားတဲ့ဒီ၃ထိပ်ခွန်အလယ်နဲ့ဒါပေါင်းဆက်ပြီးတော့မှဒီ၃လုံးဒီလေးဟာလည်းဒီလေးဟာလည်းဒီလို၃ချက်ရိုက်ပြီးတော့မှ ပုံပေါ်ထားတဲ့ခွန်ပိတ်ခွန်အလယ်နဲ့ဒီလိုပေါင်းဆက်ပြီးတော့မှဒီခွန်ခွန်အလယ်လေးဟာဘုံပါပြီးတော့မှသူကဒါစနစ်တကျပေါင်းဆက်သွားတယ်ပေါ့ဆိုတော့ကတော့၃ခွန်ခွန်ဒီလိုကဏ္ဍတစ်ပေါက်ထွက်သွားတယ် ဲ့လိုပဲသူ့အောင်သူ့အောင်မှာလဲဒီသုံးလုံးပေါင်းရင်ဒီသုံးလုံးပေါင်းချင်း1အဲ့ဒီသုံးလုံးပေါင်းချင်း1ဟာဒီလိုသုံးလုံးပေါင်းချင်း1လို့ဖြစ်တယ်ဆိုရက်ခါတာခွန်အပိတ်ဒီလိုသုံးလုံးပေါင်းချင်း1လို့လဲသူကထပ်ပြီးတော့ဖြစ်တယ်ဆိုရက်ခါကိုယ်သုံးချက်ရိုက်ပြီးတော့မှယူဆထားတယ်6ထိပ်8အလဲအဲ့ဒီဟာ ਨੇ ဒီ တစ်သုံးချက်ရိုက်ပြီးတော့မှဖြစ်လာတဲ့ခွန်ပိတ်ရှစ်အလယ်နဲ့တာပေါင်းစုံပြီးတော့တာ6ရှစ်ခွန်သုံးချက်ရိုက်နှစ်ခုဆုံပြီးတော့မှဒါကဏ္ဍတစ်ကွက်ထပ်ပြီးတော့တာပုံပေါ်သွားတယ်ပေါ့ဆိုရက်ကတာအပေါ်နှစ်ကြိမ်ဒီတိုင်းဖြစ်ထားပြီဆိုတော့အဲ့ဒီပုံစံတိုင်း3ကြိမ်ဆက်ဖြစ်ခဲ့မှဆိုရင်ဒီ3လုံးပေါင်းခြင်း3ညအဲ့ဒီ3ညဟာဒီလို3လုံး3ညလို့ဖြစ်ရင်3ညပိတ်ကိုထက်ဒီလို3လုံး ပြီးတဲ့အခါဒီလိုသုံးလုံးသုံးညဆိုရင်ဒါနှစ်အလဲပေါ့ဆိုတဲ့အခါမှာ तू ကလည်းကွက်တီပဲလာပြီးတော့မှဆုံတယ်ရှစ်ရှစ်သုံးချက်ရိုက်ပြီးတော့မှယူဆထားတယ်ဒါသုံးထိပ်နှစ်အလဲနဲ့ဒီလိုသုံးညသုံးချက်ရိုက်ပြီးတော့မှဖြစ်ပေါ်လာတဲ့သုံးညပိတ်နှစ်အလဲနဲ့ဒီလိုပေါင်းဆောင်လိုက်လို့ရှိရင်အပေါ်နှစ်ကြိမ်အတိုင်းပဲ ဒါဒီလိုမိုးနှစ်ခုသုံးချက်ရိုက်နှစ်ခုကိုပေါင်းစုံလိုက်လို့ရှိရင်၃နှစ်၃ညဒီတစ်ကွက်ကတော့ main တစ်ကွက်အကောင်းဆုံးတစ်ကွက်ပေါ့အဲ၃နှစ်၃ညပြီးတဲ့အခါ तू ကသုံးချက်စီမရိုက်တော့ဘူးနှစ်ချက်စီပဲရိုက်ပြီးတော့ထိတ်တလုံးနဲ့ပိတ်တလုံးပဲဒီလိုဝင်သွားမယ်ဆိုရင်ဒါအလဲမှာဒါအပြောင်းလဲဖြစ်သွားနိုင်တာဆိုလို့ဒီလိုယူဆထားတယ်ဒါ333ညတို့353ညတို့ဒီလိုမျိုးလေးတွေဒါဖြစ်ချင်းဖြစ်သွားမယ်ပေါ့ ဆိုတော့ဒါတွေကယူဆမှုတွေပါယူဆထားတယ်လို့ကွက်တီဆက်ဖြစ်မယ်ဆိုရင်ဒါ၃နှစ်၃ညတကွက်အကောင်းဆုံးပဲဒီပုံစံလေးနဲ့ဒါနောက်ထပ်၃ချက်ကြိမ်နှစ်ခုကိုထပ်ဆုံပြီးတော့မှနောက်ထပ်နောက်ထပ်ကဏ္ဍတကွက်အပိတ်တလုံးကိုလည်းထပ်ပြီးတော့ယူဆလို့ရထားသေးတယ်အဲ့ဒါလေးကိုဆက်ပြီးတော့ယူဆပြမယ်ဒီတကယူဆမှုကလည်းဒါ၃ချက်ရိုက်နိုင်တဲ့ဖြစ်နိုင်ခြေလေးပဲပထမပုံစံမဟုတ်ဘူး ီပုံစံဒီပုံစံမျိုးဖြစ်တာဆိုရင်လည်း तू อ่ะဒါဖြစ်နိုင်ကြီးရှိတယ်ဒီ၃လုံးပေါင်းခြင်း၄ဒီလို၃လုံးပေါင်းခြင်း၄လို့ဖြစ်တယ်ဒီလို၃လုံးပေါင်းခြင်း၄လို့ဖြစ်တယ်ခွန်အပိတ်ဒီလို၃လုံးပေါင်းခြင်း၄လို့ပါထပ်ဖြစ်တယ်ဒီခွန်ခွန်ခွန်ပိတ်ကိုအမိပြုပြီးတော့မှဒီလို၃လုံးပေါင်းခြင်း၄ပြန်ဖြစ်တဲ့အချိန်မှာဒါခွန်အလဲတစ်လုံးပေါ့ဆိုတဲ့အခါမှာ ပထမယူဆထားတယ်ဒါခွန်သုံးချက်ရိုက်ပြီးတော့မှယူဆထားတယ်သုံးထိတ်ခွန်အလဲဖြစ်နိုင်ခြင်း ਨੇ ဒီအခုယူဆထားတယ်ဒီသုံးလုံးပေါင်းခြင်း၄ဟာ၄သုံးချက်ရိုက်ပြီးတော့ဖြစ်လာတဲ့ခွန်ပိတ်ခွန်အလဲ ਨੇ ဒီလိုခွန်ခွန်အလဲကိုဒါထပ်ပြီးတော့မှ၃ခွန်၃အ၃ခွန်ခွန် ဒီလိုပုံစံမျိုးနဲ့ဒါကဏ္ဍတက်ွက်ဖြစ်သွားတယ်ဆိုရင်ယူဆလို့ဒါဟာလည်းရတာပဲအဲ့ဒီပုံစံတိုင်းပဲဒီလိုသုံးလုံးပေါင်းခြင်းတဟာဒီလိုသုံးလုံးပေါင်းခြင်းတလို့ဖြစ်တယ်ခွန်ပိတ်ဒီလိုသုံးလုံးပေါင်းခြင်းတလို့ဖြစ်တယ်ဆိုတော့ခါဒီခွန်အပိတ်ကိုခွန်ခွန်ပိတ်ကိုအမိပြုပြီးတော့မှဒီလိုသုံးလုံးပေါင်းခြင်းတပြန်ယူလိုက်တဲ့အချိန်မှလည်းဒါကရှစ်လဲပေါ့ဆိုတော့ခါဒီ၃ချက်ရက် ပထမ3ချက်ရိုက်က6ချက်ရိုက်ပြီးတော့မှဒါ6ထိပ်8အလယ်ဖြစ်ထတာ ਨੇ ဒီယူဆမှုရာဒီ1 3ချက်ရိုက်ပြီးတော့မှဖြစ်လာတဲ့ခွန်ပိတ်8အလယ်ဆိုတော့အလယ်နှစ်ခုကိုထပ်ပြီးတော့မှဒါ6 8 9ဆိုပြီးတော့ဒီလိုဖြစ်သွားတယ်လို့ယူဆရင်လည်းဒါနှစ်မှုဆုံးပေါ့နှစ်မှုဆုံး3ချက်ရိုက်နှစ်ခုပေါင်းစပ်ပြီးတော့မှဒီလိုကဏ္ဍတစ်ခွက်ပုံပေါ်သွားတယ်ဆိုရင်လည်း ်သူကဒုတိယအကြိမ်အထိဒီပုံစံလေးရဖြစ်နေတယ်ပေါ့အဲ့ဒီပုံစံကသူက၃ကြိမ်ဆက်ပြီးတော့မှဖြစ်သွားအောင်မယ်ဆိုရင်လည်းသူကဖြစ်နိုင်ခြေရှိတယ်ဆိုတော့ကဒီ၃လုံးပေါင်းခြင်း၃ကြောင်းစောစောကလို့စောစောကတော့၃ညကိုယူတယ်ဒီတစ်ခါ၃ကိုယူ၃ကိုယူမယ်ဆိုရင်သူက၃ကိုထည့်ရဖို့ပေါ့ဆိုတော့က၃အပိတ်တလုံးဒီ၃ပိတ်ကိုအခြေပြုပြီးတော့မှဒီလို၃လုံးပေါင်းခြင်း သုံးလို့လဲသူကပထမယူဆထားမှုနဲ့ကိုင်ညီမှုရှိနေတယ်ပေါ့ဆိုတော့ခါပထမယူဆထားတဲ့၈၃ချက်ရိုက်ပြီးတော့မှဖြစ်ထားတဲ့၃ထိပ်နှစ်အလယ်နဲ့ဒုတိယယူဆမှုအရာဒီ၃လုံးဒီလို၃၃ချက်ရိုက်ပြီးတော့မှပေါ်လာတဲ့၃ပိတ်နှစ်အလယ်နဲ့ဒါတူညီနေတဲ့နှစ်အလယ်တစ်ခုကိုဒါဘုံချပြီးတော့မှ၃နှစ်၃ဒီလိုမျိုး ဖြစ်သွားမယ်ဆိုရင်လည်း तू ဟာ၃ချိန်မြောက်ဖြစ်နိုင်ခြေရှိတယ်။အဲ့ဒီလိုဖြစ်မယ်ဆိုရင် तू ကတကွက်ကောင်းကတော့၃နှစ်၃ပေါ့၃နှစ်၃ तू ဟာတကွက်ကောင်းဖြစ်နိုင်ခြေ၃ချက်ရိုက်နှစ်ခုပေါင်းဆက်ပြီးတော့မှဒီလိုပုံပေါ်လာတယ်ပေါ့ဆိုတော့၃နှစ်၃အဲ့ဒီလိုမှမဟုတ်ဘူးပထမပြောခဲ့တယ်လို့ပဲနှစ်ချက်စီပဲရိုက်သွားမယ်ဆိုလို့ရှိရင်အလဲတိုင်းအပြောင်းအလဲလေးတွေဖြစ်သွားမယ်ဆိုတဲ့အခါဒါပထမယူဆထားတဲ့နှလုံးကိုထည့်လိုက်ရင်၃၃လုံး 393ဆိုတော့ဒီ393ဆိုတဲ့ကဏ္ဍအလဲတကွင်းကျော်အနေထမှာတန်းတကွက်ကောင်းဖြစ်နိုင်ကြည်အနေနဲ့ယူဆပြတ်ထားယူဆပြတ်ထားတဲ့ကဏ္ဍတကွက်ပဲပေါ့ဆိုတော့သူကလည်းဒါခက်ညံ့ညံ့မဟုတ်တော့ဘူးပေါ့ဒါဆိုတော့ဒါဖြစ်နိုင်မယ်ထင်တာဟုတ်ပဲဒါကိုကိုအကောင်းဆုံးထင်တာတစ်ခုတစ်ခုနှစ်ခုသုံးခုဒါမျိုးကိုရွေးချယ်ပြီးတော့ဒါများများလေးထိုးပေါ့ကျန်တာတွေကတော့အဲတင့်တော်ယုံထိုးခြင်းလဲထိုးမထိုးခြင်းလဲနေပေါ့ဆိုတော့ဒါတွေက ယူဆထားတာတယ်ကိုယူဆထားတယ်လို့ကိုအမြင်အထင်အရယူဆထားတယ်လို့တိုက်ဆိုင်မှုနဲ့ဆက်ပြီးတော့မှတာဖြစ်သွားမယ်ဆိုလို့ရှိရင်တက်တက်တိုးပြီးတော့ကံကောင်းပါလိမ့်မယ်ကံကောင်းကြပါစေဆုတောင်းပေးပါတယ်ပြည့်တဲ့ခါမှာဒါသုံးခွင်ကျော်အနေထားနဲ့ကနန်းတကွက်ထပ်ပြီးတော့ကျွန်တော်ယူဆပြမယ်ဒီတစ်ခါမှာတော့ဒါသုံးခွင်ကျော်အနေထားနဲ့ဒါဖြစ်နိုင်ခြေတကွက်ပေါ့တကွက်ကောင်း ထိတ်လဲပိတ် break ဒီလိုဒီလိုသုံးချက်ညီတဲ့လေးသုံးချက်မဟုတ်ဘူးလေးချက်ကိုင်းညီတဲ့ဒါဖြစ်နိုင်ခြေတကွက်ကောင်းလေးပေါ့အပေါ်နှစ်ကြိမ်မှာပုံစံတူယူဆလို့ရထားတဲ့ပုံစံလေးအတိုင်းပဲဒါသုံးကြိမ်မှာဆက်ပြီးတော့ယူဆတယ်သူကလည်းကွက်တီလေးကြာနေတယ်ဆိုတော့ခါဒါတကွက်ကောင်းဖြစ်နိုင်ခြေပေါ့တေသချာချာလေးကြည့်ပါဆိုတော့ तू อ่ะဒီလိုလေးပဲယူဆထားတယ်ဒါပထမဆုံးဒါထိတ်တလုံးပေါ့ဒီနှလုံးပေါင်းခြင်း၃ည ဒီသုံးလုံးပေါင်း၃ညလို့ဖြစ်တယ်ဒီနှလုံးပေါင်း၃ညဟာဒီသုံးလုံးပေါင်း၃ညလို့ဖြစ်တဲ့အချိန်မှာခွန်ထိတ်အဲ့ဒီခွန်ထိတ်ခွန်ထိတ်ဝင်လိုက်တာ ਨੇ ဒီနှလုံးပေါင်းရင်ခွန်ဆိုပြီးတော့ခွန်အလဲတစ်လုံးယူဆတယ်ခွန်အလဲတစ်လုံးထပ်ဖြစ်တယ်လို့ယူဆကြည့်တယ်ပြီးတော့ဒီဒီခါကျတော့ဒါခွန်ထိတ်ခွန်အလဲပြီးတော့ဒီလိုသုံးလုံးပေါင်းခြင်း ွန်လို့ပါထပ်ပြီးတော့ဖြစ်တယ်ဆိုတော့ကိုယ်အပိတ်ခွန်ထိတ်ခွန်လဲကိုယ်ပိတ်ဆိုရက်ကဒီသုံးလုံးပေါင်းလိုက်ရင်သုံးပရိတ်ပေါ့အဲ့ဒီသုံးပရိတ်ဟာဒီလိုသုံးလုံးပေါင်းခြင်းသုံးသုံးပရိတ်အဲ့ဒါခါရနေတကွက်ပုံပေါ်သွားရောပေါ့ထိတ်လဲပိတ်ပရိတ်အဲ့ဒီလိုပဲဒုတိယကြိမ်တတိယကြိမ်တွေကဲ့ညီမှုရှိတယ်ဒုတိယကြိမ်မှာဆိုရင် ဒီနှလုံးပေါင်းခြင်း1ဒီလိုသုံးလုံးပေါင်းခြင်း1ဆိုရက်ခါငါထိတ်အဲ့လိုငါထိတ်ဝင်လိုက်တာ ਨੇ ငါထိတ်ကြောင့်သူ့အပေါ်မှာဖြစ်ခဲ့သလိုပဲဒီနှလုံးပေါင်းခြင်းငါဆိုရက်ခါ6အလဲဒီလိုသုံးလုံးပေါင်းခြင်းငါဆိုရက်ခါ3အပိတ်ငါထိတ်6အလဲ3ပိတ် liberate အဲ့ဒီ liberate ဟာလဲ ဒီလို၃လုံးပေါင်းခြင်း၄လေးပြိတ်ဒီပုံစံလေးအတိုင်းပဲတာ၃ကြိမ်ကဲညီမှုရှိနေလို့သူ့ကိုတကွက်ကောင်းအနေနဲ့ဆက်လက်ယူဆလိုက်တယ်ဒီ၄လုံးပေါင်းခြင်း၅အပေါ်၂ကြိမ်အတိုင်းပဲဒီလို၃လုံးပေါင်းခြင်း၅လို့ဖြစ်မယ်ဆိုရင်သူ့ကိုတုံညထိတ်တစ်လုံးထက်အဲ့ဒီတုံညထိတ်လို့တုံညထိတ်ဖြစ်တာ ਨੇ ဒီ၄လုံးပေါင်းခြင်းရလဲတုံညလို့ဖြစ်ဒါဆိုရင် နှစ်အလဲတစ်လုံးအပေါ်နှစ်ကြိမ်အတိုင်းမှာဒီလိုသုံးလုံးပေါင်းခြင်းရလဲသုံးညလို့ထပ်ဖြစ်ဒါဆိုရင်သုံးညပိတ်တစ်လုံးကိုထက်သုံးညထိတ်နှစ်အလဲသုံးညပိတ်ဆိုတဲ့အခါနှစ် break ပေါ့နှစ် break ဒီလိုသုံးလုံးပေါင်းခြင်းနှစ်နှစ် break ဆိုတော့ဒါသုံးကြိမ်ပုံစံတူ ယူဆမှုအရကွတီပဲသူအခင်ချင်းလဲကွတီပဲဒီလိုကြာနေတဲ့အတွက်ကြောင့်မလို့သုံးညနှစ်သုံးညဆိုတာဟုတ်တာတကွက်ကောင်းအနေနဲ့သူ့ကိုယူဆလိုက်တယ်ပြီးတဲ့အခါမှာဒီနှစ်ကဟိုအလဲကအပြောင်းအလဲလေးတွေဒါဖြစ်ချင်းဖြစ်အောင်မှဆိုရင်ကြံတာလေးတွေကိုထည့်ခြင်းရထည့်ပေါ့ကိုကြိုက်တဲ့ brake လေးတွေနဲ့ကိုကြိုက်တဲ့အလဲတိုင်းဖြစ်နိုင်ခြင်းလေးတွေအခြားရှင်းမှာယူဆပြထားတယ်လေရှိတာပေါ့6တွေ5တွေ3တွေဒါ ဒါမျိုးလေးတွေထည့်ပြီးတော့မှသုံးကျင်လည်းသုံးအဲ့ဒီခါကျတော့ तू ကဒီလိုလေးလဲသူ့ကိုယူဆလို့ရတယ်။သုံးညထိတ်သုံးညပိတ်အလဲကြိုက်တာထက်စီရီဆွဲကျင်ဆွဲဒီဒီဖြစ်နေကြလေးရလဲဖြစ်နေကြရှိတာပဲပေါ့ဆိုရက်ကကိုအကောင်းဆုံးအကြိုက်ဆုံးထင်တာဟိုပဲရွေးချယ်တော့ပါဟိုဘာပါအကောင်းဆုံးလဲဟိုအကြိုက်ဆုံးလေးတွေပေးပါပါညာ လုတ်မနေနဲ့ကျွန်တော်ကျွန်တော်ပေးတိုင်းလဲဟုတ်ရှင်မဟုတ်မှာကျွန်တော်ကြိုက်တိုင်းလဲမှန်ရှင်မမှန်မှာဆိုတော့ကို့အကြိုက်နဲ့ကို့အတွေးနဲ့ကို့ဟာကို့ပေါင်းဆက်ပြီးတော့ဒီလိုအခြားဖြစ်နေကြည်လေးတွေကိုလည်းထည့်သွင်းသုံးပြပါယူဆထားတယ်လို့ဆက်ဖြစ်ပါစေအရွေးမှန်အကြိုက်မှန်ပြီးတော့ကံကောင်းကြပါစေလို့ဆုတောင်းပေးပါတယ်အားလုံးဒီကို့ချိန်မှာ အောင်မြင်ကြပါစေကံကောင်းကြပါစေလေးလေးနဲ့နဲ့ဆုတောင်းပေးပါတယ်